ညနေဖုန်းတွေကိုခွာပြီးတော့မြင်တွေ့နေရတာဖြစ်တယ်ဟုတ်ပြီမင်းရဲ့တောင်းတွေနဲ့အဲ့ဒီမှာရှစ်တိုင်းတစ်ဖက်ကအကုန်လုံးပူပေါင်းပြီးတော့လှုပ်ဆောင်နေတယ်လို့ရန်ကုန်သားတွေဟာလည်းဒီဘက်မှာချင်းမနဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့င်းထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မလေးတိုင်းကမြို့ကြီး၃မြို့လုံးမှာတိုက်ပွဲတွေပြင်းထန်နေပါပြီ။မလေးသားတွေရဲ့တိုက်ပွဲခေါ်တန်းကလည်းစပြီဗျ။ဟုတ်ပြီ ဒါကတော့မန်လေးကိစ္စပါရန်ကုန်ကိစ္စကိုလည်းပြောချင်ပါတယ်ရန်ကုန်ပုဂိုလ်စစ်စင်ရေးအတွက်ပြင်ဆင်နေတဲ့အထူးတိုင်းစစ်တီတာလက်ရှိပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်စစ်ကြောင်း၃ကြောင်းလုံးကိုလက်နက်ခဲယံတပ်ဆင်ပြီးဖြစ်ကြောင်းဒီနေ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရပါတယ်ရန်ကုန်တိုက်ဆိုင်လုံးနေတာလားကျွန်တော်ရင်သားစုဒီကနေ့မှာမန်လေးရန်ကုန်ပုဂိုလ် ERR စတဲ့စစ်စင်ရေးနေပတ်သက်ပြီးတော့ကျွန်တော်နဲ့ကျွန်တော်မိသားစုနဲ့အတူဆွေးနွေးကြမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိပြင်ကြည့်ရှုပြီးကျွန်တော်ရဲ့မိသားစုဝင်တအုပ်ချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်။မန္တလေးသားတွေမင်္ဂလာပါ။ရန်ကုန်သားတွေမင်္ဂလာပါ။ ERR သားတွေမင်္ဂလာပါ။ပဲခူးသားတွေကလည်းကြက်ကိုအင်းနဲ့အားနဲ့ကျွန်တော်နဲ့အတူတူရှိနေစေပါ။ဟုတ်ပြီ။အခု လက်ရှိအခြေအနေပေါ့နော်စီရင်လုံးစုံကိုကျွန်တော်တို့ခြောင်ကုန်ပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်ပြည်သူ့ကောင်ဝေးတပ်ဖွဲ့ဝင်တွေအသီးသီးဟာပူးပေါင်းပြီးတော့လှုပ်ဆောင်နေကြတယ်ဆိုတာကိုကျွန်တော်တို့မိသားစုဝင်တွေဝမ်းမြောက်ဂုဏ်ယူပွဲတွေ့နေရတာဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့ဂျမ်ဖက်စစ်ခွတ်တက်ကဒီလိုအခြေအနေမျိုးတွေမဖြစ်ဖို့အတွက်တိုင်းသားအရာကိုတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူ့ကောင်ဝေးတပ်ဖွဲ့ဝင်တွေကိုတင်းကွဲအောင်ထားတယ် ုံစံမျိုးစုံနဲ့ကျွန်တော်ရေးမိသားစုကျွန်တော်သတင်းပြောတဲ့ခါတိုင်းအမြင်နဲ့ပြောပြတယ်။ဒါပေမဲ့ကျွန်တော်တို့ကိုနှိုက်ကတိုင်းသားအေရာ OAC မှာလေ့ကျင့်သင်ကြားခဲ့တဲ့ရဲပေါ့ကျွန်တော်တို့ကိုနှိုက်ကတိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းခဲ့တဲ့ရဲပေါ့ဒီကောင်နေသင်ကွဲအောင်ပဲဒီကောင်နေကွဲအကွဲအပြဲလေးလိုင်းပေါ်မှာပဲလှုပ်လို့ရမယ်စာရီပဲထုတ်ပြန်လို့ရမယ်ပြီးသွားရင်တော့ဝါရဖြန့်ရုပ်ရှင်ထဲမှာတော့ထည့်ရိုက်ကောင်းထည့်ရိုက်လို့ရမယ်ဒါမှမဟုတ်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ရဲဘော်လူငယ်တွေနဲ့ကိုဘလို့မှခွဲလို့မရယနေ့အချိန်ထိလည်းခွဲလို့မရကရင်မှာတို့တွေခွဲပြီးပါပြီကရင်မှာအရင်ကရင်ချင်းကိုရောက်အောင်ခွဲသွားတယ်ဂိန်းနေကောင်းကောင်းသိပါတယ်ပြင်ခရစ်ယာန်နဲ့ဗုဒ္ဓဘာသာလည်းခွဲပလိုက်တယ် DGB တော့နှစ်ချမ်းခွဲတယ် PC မှာလည်းအများကြီးပဲအခုနောက်ဆုံးဆိုရင် BGF ဟိုလာ Gap 4 KNA လို့အမည်ပြောင်းမယ်အကြံဖတ်စစ်ခွေးတက်မင်းအွန်လိုင်းစီကလာစားတယ်မယူဘာညာဆိုပြီးတော့လေးတန်ပြစ်ပြီးတော့ဟိုလိုဒီလိုလုတ်ခဲ့တဲ့ဇလန်တွေလေကျွန်မမိသားစုတွေကျွန်တော်တို့ဂျိုးဤစွာတွေ့ခဲ့ပြီးဖြစ်ပါတယ်ဒါတော်လိုင်းကြီးပါဒီတော်လိုင်းကြီးမှာကျွန်တော်တို့အားလုံးကမျက်နှာဖုံးတွေကိုခွာပြီးတော့မြင်တွေ့နေရတာဖြစ်တယ်ဟုတ်ပြီမဟာတာတွေနဲ့ အဲ့ဒီမှာရှင်တိုင်းတစ်ဖက်ကအကုန်လုံးပိုးပေါင်းပြီးတော့လှုပ်ဆောင်နေတယ်ရန်ကုန်သားတွေဟာလည်းဒီဘက်မှာကြီးမားတဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်နေစေဆိုတော့ဒီဒင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံငယ်သောချက်ပိုင်းတွေတဲမှာတော့ကျွန်တော်ကြားခဲ့ပြီးဖြစ်ပါတယ်ကျောင်းမိတ်ဆွေတယောက်ကျွန်တော်လှမ်းပြောတယ်အရေးပေါ်ရဲပတ်ပါပဲကျွန်တော်ထပ်တော့အသက်ကြီးပါတယ်ဆိုတော့ကိုရှမ်းရဲ့လက်လက်ခဲရန်တွေကတော့ရောက်ပြီဒါကတော့ပိုင်းမနေ့ကကျွန်တော်ရဲ့အဖိုးနဲ့စကားပြောတယ်ဖိုးရဲ့ ဒီလိုလိုပဲတာဆန်းရင်တာဆန်းတို့အချင်းတွေဘယ်လိုလဲဟုတ်ကဲ့ဖို့တာလို့ကတော့ဒီလိုလိုတွေရှိနေပါလေတာဆန်းတို့ဘာတွေလိုနေတာလဲတာဆန်းတို့လိုတာကတော့လက်နဲ့ခဲရမ်းပဲလက်နဲ့ခဲရမ်းလိုရင်ဟလိုလိုတော့ပါကွန်နက်စတာလိုလိုက်ဟာကျွန်တော်ချက်သိမ်းမွေးကြီးနေထသွားတယ်အခုပြောနေရင်တော့မှကျွန်တော်ခံစားချက်တွေအရန်ကောင်းတယ်ပေါ့နော်ဆိုတော့ ဒါသူတို့ကျွန်တော်တို့ PDF ဆောင်ရဲ့တော့တွေ့ပြီးတိုင်းရင်သားကျွန်တော်တို့ ERO တွေနဲ့ကျွန်တော်တို့အမျိုးမျိုးတက်ရှုတွေးခွဲခဲ့ဒါပေမဲ့သူတို့ကခွဲလေကျွန်တော်တို့ကပို့ပြီးတော့ကျစ်လက်ခိုင်းပါလေဖြစ်သွားတာအခုဆိုရင်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ပကပွားပဲဖြစ်ပါဟောပလောင်းဖြစ်ဖြစ်လိုကယ်ပဲဖြစ်ဖြစ်အားလုံးက people defend food PDF ဆိုတဲ့အလံအောက်မှာဘာသိအောက်မှာကျွန်တော်အားလုံးကတသေးတဲ့တသားတဲ့တပန်နဲ့ဖြစ်သွားတယ်ဗျာကျွန်တော်ရင်သားဆိုဒီဖြစ်စဉ်တွေဒီလိုမျိုးတွေမပေါ်ခင်ဒီအချိန်မြောက်ခင်အခုကျွန်တော်ပြောနေသလိုမျိုးအာဘိုးကြီးတားလို့လိုတာကဒါဒါတာတွေပဲငါသားရှမ်းမပူနေတဲ့ဟဲ့လို့တစ်ချက်ပဲလှုပ်လိုက်တယ်လိုရလက်နဲ့ခဲရအကုန်ရစေရတယ် ဒီလိုအတန်မျိုးမချားခင်မှာအရှိမှကျွန်တော်တို့ကြားနေရတဲ့ဒွိဟာစဉ်းစားကြည့်မယ်ဆိုရင်တော့ဟာဘုရားကငါတို့တချို့တော့တိုင်းသားခေါင်းဆောင်တွေတိုင်းသားအဖွဲ့အစည်းတွေကိုဒါအဖြစ်ကရစဲရေးဆိုတဲ့ခေါင်းစဉ်တွေနဲ့အဖြစ်ကရစဲပလိုက်ပြီးသားရှင်တော့ကျွန်တော်တို့ PDF တွေကိုခြေမိုးမယ်ပြီးတော့ကျွန်တော်တို့ပြည်သူကဝေးတစ်ဖွဲ့ဝင်နေရာတိုင်းမှာရှိတဲ့ကျွန်တော်တစ်ဖွဲ့ဝင်တွေကိုလက်နဲ့ခေရန် က်တော့မယ်ဘလို့မှဝယ်လို့မရဘူးဗျာပြောချင်တာကဘလို့မှလက်နဲ့ခဲရမစည်းစစ်နိုင်ဘူးဒီလိုတိုက်ပွဲချင်းချင်းနဲ့ပြင်းပြင်းထန်ထန်ဖြစ်တဲ့အခါမှာကျွန်တော်တို့တွေလက်နဲ့ခဲရမလုံလောက်တဲ့အခြေအနေတွေနဲ့တို့တို့တွေကြုံတွေ့နိုင်အောင်ကြိုတင်စီစဉ်ခဲ့ကြတာကြာပြီကြာပြီကျွန်တော်ရဲ့မိသားစုဒီကောင်တွေကတာမန်မဟုတ်ဘူးဒီကောင်တွေကလည်းတစ်စင်းပြီးတစ်စင်းဒီကောင်တွေကကျွန်တော်တို့ဒီဂျပန်ဝဲလိုမျိုးရစ်ချင်တာ ဒါပေမဲ့သူတို့ကရစ်လေကျွန်တော်တို့ကပုံပြီးတော့ချက်သွားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကပုံပြီးတော့တုံးနဲ့တူတင်းတင်းချက်ချက်တုံးနဲ့တူပုံပြီးတော့ဂျုံချင်မှုသဘောထားချင်းမြင့်မှုတွေပြီးတော့တုံးနဲ့တူကြောချင်းကပ်ပြီးတော့ဖက်စိတ်ခွေးမီးဖုတ်နိုင်မှုအတွက်ဖြစ်လာခဲ့တယ်။အရန်ကိုထူးစားမှုကောင်းတယ်။မြောင်းလှိုင်းဖြစ်စေချင်တာကတမျိုးတကယ်လည်းကျွန်တော်တို့ဖြစ်သွားတာကတမျိုးဖြစ်တယ်။ ဒါကိုလည်းတကောင်နေသိတယ်အဲ့ဒါကြောင့် mentally run mentally မှာရှိတဲ့မျိုးကြီး၃မျိုးကိုတိုက်ပွဲပေါ်ဆောင်နေကြပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေကြတယ်ဆိုတော့အဲ့အချိန်ထဲမှာပဲကျွန်တော်တို့ဗကူရန်ကုန်စစ်စင်ကြီးအတွက်ကျွန်တော်တို့ရဲ့ထူတိုင်းစစ်တေသားကနေပြီးတော့ဒီကောင်ဝေးတပ်ဖွဲ့ဝင်စစ်ကြောင်း၃လောင်းကိုလက်နဲ့ခဲရန်အပြည့်စုံဖွဲ့အပ်ပေးလိုက်တယ်ပြောချင်တာကတော့တက်စင်ပေးလိုက်တယ် ။အော်ဘလူကြီးလေဒီကောင်လေးကလက်နဲ့ခဲရန်နေဖြတ်ထားတာ။ဒီကောင်လေးတိုက်ပွဲပေါ်လို့မရအောင်ဒီကောင်လေးကငါတို့ဖြတ်လေးပဲဖြတ်ငါးပဲဖြတ်16ဖြတ်ဗျာဖြတ်160ပါဖြတ်။ဝါလာဖြတ်တာလေရှိသေးတယ်နော်ကျွန်တော်ရင်မိသားစုဝင်နေ။ဝါလာဘလူဖြတ်လဲဆိုတော့ကျွန်တော်အဲ့ဒီဒီစောင်းပါပေါ့နော်စာတူလေးတစ်ခုကိုကျွန်တော်လိလာမှတ်သားမိတယ်။ဆိုတော့အဲ့ဒီစာတူကဒီအရင်အပေါ့ဗျာဒီထိုင်းအာနာဝိုင်အဖွဲ့စည်း ဟောင်းပေါ့နော်အခုချိန်မှာအနာရှင်နေပြီဒါသူ့ကိုယ်တော်မှဒါဘယ်လိုပြောမလဲနော်သူကပြောတယ်ဆိုတဲ့ပုံစံမျိုးအထိပါပြောလာကြတာဖြစ်တယ်အခုဗျာမိုးကိုမိုးမိန်စသည့်အဖြစ်ပေါ့အဲ့ဒီနေရာတွေမှာကျွန်တော်တို့ခုခံမဲ့ကာဝယ်မဲ့ဟုတ်ပြီဘလောက်တော့ခုခံမှာလဲဘလောက်အောင်ကာဝယ်မှာလဲကျန်ပါစေကိုတက်ကလေချောင်းကိုဘလို့ကောက်ရမှာလဲလည်းနဲ့ခရမ်းတွေစီစဉ်မှုတွေကိုဖြတ်တော့ခါရဲအခါမဲ့ဘလို့မျိုးလည်းနဲ့ခရမ်းတွေကြာမှာလဲဆိုတဲ့ပုံစံမျိုးတွေအများကြီးအရှိမလုတ်ခဲ့ပြီးသား ကျောင်းမိသားစုနဲ့တည်တည်ချာလေးကျွန်တော်တို့လေ့လာမယ်ဆိုရင်ဂုဏ်ဆက်ဂုဏ်ဆက်တွေနဲ့ကျွန်တော်တို့ကိုသင်ကွဲအောင်လုပ်ခဲ့တာဒါပေမဲ့ကျွန်တော်တို့အခုလိုမျိုးတို့လုပ်လေဒါပေမဲ့ကျွန်တော်တို့ဘက်ကပို့ပြီးတော့ကြစ်လက်ခိုင်မှလာတယ်ဆိုတာကိုကျွန်တော်မိသားစုနဲ့ဖော်ပြချင်တာဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျောင်းသုံးယောက်လုံးကိုလက်နဲ့ခဲရမ်းဗျာမဂဇင်းကြည်ပေါက်ပါအပါပြီးလိုက်တယ်ဆိုတော့ကျွန်တော်မိသားစုတွေ့ကြည့်ပါတဲ့အဲထဲမှာပြီးလိုက်တာနော် အာဒီတနတ်တွေဒီကြီးတွေဒီမဂဇင်းတွေပြီးတော့ဒီ accessory ပေါ့ဗျာဒါတွေဘုရားရတာလေဘမားတော့ခေါင်းချောင်နေလောက်ပြီဟာငါတို့တော့ပွင့်ချတာကွာဘလို့ဖြစ်တာလဲပေါ့နော်ဟုတ်ပြီပြီးတော့ကာဝေးတက်မလို့ဒူတိုင်းစစ်တေတာတိုင်းစစ်ဌာနချုပ်စစ်စီကုကဲရေးကနေပြီးတော့ပြီးတော့ကာကွယ်ရေးအဖွဲ့ပကဖတိုက်ခတ်ရေးစစ်ကြောင်းအဖြစ်ကိုယ်ကဲမှုခံယူထားတယ်ပြီးတော့စစ်စင်ရေးပူပေါင်းဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းပကဖတိုက်ခတ်ရေးအဖွဲ့ မွန်ပြည်နယ်ပကပတိုက်ခိုက်ရေးအဖွဲ့နဲ့ဘကိုးကန်ပကပတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ခြင်းအခမ်းအနားကြီးတွေမှာဓပုံတွေမှာထုတ်ပြပြီးတော့ပေးရလိုက်တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာသူတိုင်းစစ်တေတာတိုင်းကုကဲရင်မူရဲဘော်အောင်ဆန်းရှာနဲ့ဒုကုကဲရင်မူရဲဘော်အေမင်းထွန်းဟာအဖွဲ့မှစကားပြောကြတယ်။ပြီးတော့တိုင်းစစ်ဌာနချုပ်အရာရှိတွေနီးပြူဝမှုတွေ PDF တွေပကပတွေ ဘူပေါင်းစစ်စင်ရေးကိစ္စများသတင်းထောက်လန်းရေးတွေထောက်ပို့ကိစ္စတွေဆွေးနွေးပြောဆိုခဲ့ကြပါတယ်ဆက်လက်ပြီးတော့တဲ့လက်လက်ကြည်ပေါ့ခရဲမိကြောင်များကိုပေးအပ်ပြီးတော့တက်ဆိုင်ရာပကဖတာဝန်ရှိတဲ့သူတွေကကျေးဇူးတင်စကားတွေအပြန်အလှန်ပြောဆိုခဲ့ကြပါတယ်ကျွန်တော်တို့ဘူကော်ဝေးတပ်ဖွဲ့ဝင်တွေကိုမျိုးမျိုးအမိပြအောင်စစ်ပိုင်းဆိုင်ရာအားနဲ့အောင် ဒါမှမဟုတ်ချင်းချင်းအဖွဲတွေ꿰အောင်နှစ်နဲ့ချီပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်အားလုံးကတထီရတဲ့တထက်တည်းရှိနေခဲ့ကြတယ်ဒါကြောင့်ကျွန်တော်ပြောတာရန်ထူးဆန်းမှုကောင်းတယ်နော်ဟုတ်ပြီဒုတိယစစ်တေတာပြစ်ကဝရေးတက်မလို့စီယုံချုပ်ရဲ့လမ်းညွန်ချက်များနဲ့အညီတိုင်းစစ်ဌာနကုကဲမှုအောက်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တွေလယုံတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေ ဒေသအခြေပြုကာကွယ်ရေးအဖွဲ့ LPDF တွေစစ်စင်ရေအချိန်မြင့်စောင်းရနိုင်ရလိုအပ်တဲ့အုတ်ချုပ်ထောက်ပံ့မှုများကို ဖြည့်ဆည်းပေးရင်လည်း COC နှစ်ရက်နဲ့အညီအင်အားစုများအားလုံးစုစည်းတိစောက်ဖို့ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဘဘလို့အချင်းလေးရှိပါသေးတယ်ကျွန်တော်ငငယ်တော့နားထောင်ဘူးလေဘသူခွဲခွဲတူမကွဲအမြဲစီယုံပြီဆိုတဲ့ ဆောင်ဖို့လေးကိုကျွန်တော်တောက်ပြီးတော့တတိရတယ်ဟုတ်ပြီဘဝချက်ကွက်ကကောင်းနေရတာငိုနေလောက်ပြီဗျလက်ရှိကျွန်တော်ပြည်သူ့ကော်မတီတက်မှာတော့ manly ပေါ့နော် MD1 PDF ကစိုးမိုးနေမြေတွေဖြစ်တယ်မတရား single debate ကူ debate chain လို့နေတွေမှာလဲတိုက်ပွဲပြင်းထန်လာနိုင်လို့ပြည်သူတွေကိုကြိုတင်ပြီးတော့ပြစ်စင်နိုင်ဖို့ကိုဒီကနေ့ November 10ရက်နေ့မှာထုတ်ပြန်ကြေညာထားတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဒီအနာတိတ်ဖက်စစ်တက်နော်25 December ကနေပြီးတော့2026ဇန်နဝါရီလမှာတရားမဝင်အတူအောင်ရွေးကောက်ပွဲကိုအားလုံးပြုလုပ်ဖို့အစီအစဉ်နေတယ်ဒါလည်းအားလုံးသိရှိပြီးဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်ကာလတွေမှာတာလွန်အင်အားအများပြားသုံးပြုပြီးတော့ပါစပေါ်တာဆွဲထားတဲ့ကောင်တွေနဲ့ကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေထိန်းချုပ်စိုးမိုးထားတဲ့နေမျိုးတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်မယ်လို့ကြွေးကြော်ထားတယ်ကြည်ကြတာပေါ့ဗျာကျွန်တော်မြဲတမ်းပြောနေကြစကားပေါ့နော်ကြမ်းကြုံရင်တော့နှုတ်လို့ရတယ်စစ်ကြုံရင်တော့ နေရာတိုင်းမှာပုတ်ကောင်တွေပြန်ကျဲနေတာကိုကျွန်တော်တို့ထပ်မံပြီးတော့မြင်တွေ့ရဖို့ရှိပါအောင်မယ်။မန္တလေးပြည်သူ့ကော်မတီတပ်ဖွဲ့ဒါလှုပ်ရှားစိုးမှုနယ်မြေတွေဖြစ်တဲ့မတရားဆင်ကုနယ်သွေးချင်းမြို့နယ်တွေမှာအနာတိန်ချန်ဖက်စစ်ခွေးတောက်ကနေတော့ရေကောက်ပွဲလုပ်ဖို့ရထားပါလေ။ဆိုတော့မန္တလေး PDF တွေကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်ထိချုပ်ထားတဲ့နေရာမှာသူတို့တွေကရေကောက်ပွဲလုပ်မှာเนาะကျွန်တော်မိသားစုတွေ ခုချိန်မှာလည်းပဲကျွန်တော်တို့မတရားဆင်ကူးနဲ့သွေချင်းတွေမှာတင်းတက်တဲ့ဆေးပို့မှုပြီးတော့ပြင်းထန်လာတဲ့အဲ့ဒီအကြောင်းတွေကိုကျွန်တော်အသေးစိတ်ထပ်မံပြီးတော့ကျွန်တော်ဖော်ပြပေးမယ်။ဒါပြင်ကျွန်တော်တို့ပြည်သူ့ကော်မတီတက်ဖွဲ့ဝင် PDF တွေကိုသင်ကွဲချိန်မုံမဲ့မင်းအောင်လှိုင်ရဲ့ပြစ်ခတ်ရစဲရေးဖြူဟာဒါသူတို့အတွက်အောင်မြင်မယ်လို့အိမ်မက်တွေမက်ခဲ့ပေးမယ်။အခုမင်းအောင်လှိုင်တဲ့အကြမ်းဖက်စစ်ခွေးတက်ကအိမ်မက်ဆိုးတွေနဲ့ပြန်ပြီးတော့မက်နေကြရတာဖြစ် ကျွန်တော်တို့အားလုံးကပို့ပြီးတော့စီလုံးညွတ်သွားကြတာဖြစ်တယ်ကျွန်တော်တို့ဗျာနောက်ဆက်တဲ့လူကနေတော့ပေါက်ဖွားလာတယ်လက်သုံးချောင်းထောင်ပြီးတော့ထွက်လာခဲ့တဲ့ဒီကလေးတွေဒီလူငယ်တွေကျွန်တော်လက်ထဲမှာဘာမှမပါဘာတနက်မှမရှိကျွန်တော်တို့တနက်ပြစ်ဖူးရဲဆိုကျွန်တော်ဂိမ်းထဲမှာပဲတနက်ပြစ်ဖူးတယ်အချို့ဆိုရင်အဲ့ဂိမ်းအောင်မစော့အာနုဖက်ပျော့ယော့နေတာပဲကျွန်တော်တင်နေပြတဲ့အချိန်မှာဆိုကျွန်တော်တို့အရင်အားနာတာသူတို့လေ ်နေဘူးကျဲထဲမှာပေါ့နော်ကျွန်တော်တို့ကတော့အရှိမသင်တန်းတစ်ခုသုံးခုပြီးခဲ့တဲ့ရဲဘော်တွေဖြစ်တယ်ပြီးတော့သင်တန်းတွေလည်းကျွန်တော်တို့ပြန်ပြီးတော့ပေးနေတဲ့ခါခဏကြီးကတော့ကျွန်တော်တို့နည်းနည်းတော့ရှိနေပြီလေဒါပေမဲ့ကျွန်တော်တို့စီကိုရောက်လာတယ်အစ်စ်ကလေးတွေပြပျော်နှုတ်ဖတ်နေတာပဲအချို့ကောင်လေးတွေဆိုရင်အသက်18နှစ်တောင်မပြည့်တဲ့ကောင်လေးတွေရှိတယ်အမေရောက်ကိုကျွန်တော်တတ်မှာဘာကြောင့်လဲကျွန်တော်တို့ကဟိုဘက်မှာသူတို့ခံခဲ့ရတဲ့အကြောင်းအရာတွေအများကြီးပဲဆိုတော့နေပါအောင် အခု scam မှာနေဖို့နော်အခုကျွန်တော် scam မှာပဲနေကျွန်တော် scam မှာထလာလာတဲ့အသက်မပြည့်တဲ့ကလေးတွေအများကြီးရှိတယ်ပြီးတော့တို့တပည့်တဲ့အချိန်ကြမှာစစ်တနံပေးတက်ပေးတက်ပြီးွားရင်ကျွန်တော်တို့ကိုကျွန်တော်အနားမှာပဲခေါ်ထားတာကျွန်တော် scam မှာပဲခေါ်ထားတာကျွန်တော်ရဲဘော်တယောက်ချီတယ်ကောင်းလေးတယောက်စကားတော့မပြေဘူးကျွန်တော်မိသားစုဆိုတော့ဒီလိုကလေးတွေအများကြီးကိုကျွန်တော်တို့ထိန်းချုပ်ခဲ့ကြတယ်ဒါပေမဲ့တို့တွေအမိအဖနဲ့ဝေးလာခဲ့ကြတယ်အားလုံးကလူငယ်တွေပဲဗျာဒါပေမဲ့ သူတို့ရဲ့အကိုတွေလို့သူတို့ရဲ့တခါရရန်ကြသူတို့ရဲ့အဖေတွေလို့ဇကာကျန်ကသူတို့ရဲ့အမေတွေလို့ကျွန်တော်တို့ကထိမ့်ရတာကျွန်တော်မိသားစုကျွန်တော်တို့ဒီပေါ့နော်ဒီစစ်တနတက်နေတဲ့အချိန်ပေါ့နော်ကျွန်တော်ပေးတဲ့အမိန်တွေပြီးတော့ကျွန်တော်တို့တက်စကန်တွေကိုရောက်တဲ့အချိန်မှာကျွန်တော်တို့သူတို့တွေပေါ့နော်ကျွန်တော်တို့ဒီစကန်တွင်းကျွန်တော်တို့ဖတ်ထိတ်လို့ခေါ်တာပါဗျာဒါတွေနဲ့ကိစ္စတွေနဲ့ဒါလောက်ရတဲ့အပိုင်းတွေပြီးတော့ကျွန်တော်တို့ရဲဘော်အချင်းချင်းပေါ့နော်ကျွန်တော်တို့အာဒူးနဲ့ဒူးအပူပေါင်းဆောင်ရွက်တဲ့ ခါမယ်ပြီးတော့တိုင်းသားနေပြည်တွေမှာတိုင်းသားတွေရဲ့ဒါဘောတော့အာကျွန်တော်တို့ဆက်ဆံတဲ့အခြေအနေတွေမှာအများကြီးကျွန်တော်တို့လေ့လာသင်ယူခဲ့ရကျွန်တော်တို့တော့မှာဒီလိုကလေးတွေဆိုရင်ကျွန်တော်တို့ကအာသရုပ်ပို့ပြီးတော့ခက်ခဲမှာပဲဆိုရဲကျွန်တော်တို့ရဲ့ဒါဘောခွင့်ချင်းစာစိတ်နဲ့ဒီကလေးတွေကိုကျွန်တော်တို့ပို့ပြီးတော့ဥစားပေးမိပါတယ်ဒါကြောင့်လည်းသူတို့အတွက်ဆိုရင်ကျွန်တော်တို့ကအကိုလိုတစ်မျိုးတာတယ်ကြရဲ့ဘယ်လိုပြောမလဲဗျာအကိုလိုအဖေလိုအမေလိုအမလိုအတော်လိုဦးလေးလိုကျွန်တော်တို့သူတို့မျိုးမျိုးဆက်ဆံရရှိပါတယ် ဟုတ်ပြီကျွန်တော်တို့ပြောခဲ့တဲ့စကားခွန်ရှိတယ်အဲ့ဒါပါလေငါတို့တော်လင်း online နဲ့ကြာရင်ငါတို့ဂျေးပေါ်နေအကုန်လုံးကဘာပတ်မယ်ဘွားကြီးမှာငါတို့နေဥရဲ့တန်စင်တွေကိုငါတို့ပြန်ပြီးတော့ထုတ်လုံးပြတ်တာချာမယ်ကဘာလုံးကငါတို့ကိုကြည့်ပြီးတော့ဂုံယူလေးစားနေရမယ်ဟာကိုကြီးရဲ့ကျွန်တော်တို့အားလုံးကိုကြီးတို့နဲ့တူရှိဆိုတာမျိုးဟုတ်ပြီဒါတော့ ကျွန်တော်ပါလန်ရှင်စတဲ့ပေါက်ပွားလာကြတယ်ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေအခုချိန်မှာတော့ကြောချင်းကတ်ပြီးတော့အချင်းချင်းစီလုံးညီညွတ်တဲ့အချိန်ရောက်ရှိနေပြီအရေးကြီးဆုံးအချိန်ကိုရောက်ရှိနေပြီဆိုတာကျွန်တော်ရဲဘော်တွေလည်းသိရှိထားလို့ကျွန်တော်မိဘပြည်သူတွေလည်းကျွန်တော်နဲ့အတူတူရှိနေမယ်ဆိုတာကျွန်တော်တို့ယုံကြည်မှုပြည့်ရှိပါတယ်မန်လေးတိုင်းကမြို့ကြီးသုံးမြို့မှာတိုက်ပွဲပြင်းထန်နေပြီးတော့ဒီတိုက်ပွဲတွေနဲ့အတူ အဖက်မှာလည်းပဲ space ရှောင်ဒုက္ခတဲ့အများပြားရေးပေါ်အကူညီနေတဲ့လိုအပ်နေပါတယ်တို့ဒါအကျန်ဖက်စစ်ခွေးတက်နေနဲ့ကျွန်တော်တို့ဒီပေါ့နော်အာမတရား single debate ချင်းစတဲ့နေရာတွေမှာဒါတစ်ဖက်သက်တို့တွေလုံနေ2025ရဲ့ခွေးကောက်ရွေးကြောက်ရွေးကြောက်ပွဲပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့ဒီညမှပါတို့ကရွေးကြောက်ပွဲလုပ်မယ်ဆိုတဲ့အခါမှာအဲ့ဒီနေရာကိုဒီကြောင်ကနေဘုံကျဲပြီးတော့အစမတန်ဒါရေးဆက်ဆက် ဖြတ်စည်းမယ်ဆိုတဲ့အရေးအယောင်တွေကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့ပြည်သူအချို့ကတော့စပေးရှောင်နေကြပြီလို့ကျွန်တော်သိရှိထားရတယ်။မလေးရန်ထပ်ပိုင်းမီဒီယာစင်ကိုသွေးချင်းမှာစေပြင်းထန်နေပြီးရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့စပေးရှောင်နောက်ကတွေစီရနေပြီးတော့ကြားသိထားရတာဖြစ်ပါတယ်။ဒီသုံးမျိုးမှာနံပါတ်တိုက်ပွဲတွေဖြစ်ပွားနေတယ်ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာကြောင့်လည်းရသပြည်သူတွေတောင်းတဲ့ချီရနေအိမ်ဆော့ခွာထပ်ပြင်းနေကြတယ် ရေးပေါ်စာနေကစန်စီစာစတာတွေကအစပေါ့နော်အကုန်လုံးကျွန်တော်တို့ဒါလိုအပ်နေတယ်ပေါ့နော်ဒါပြီးခဲ့တဲ့ဩဂတ်စ်လကပြောင်းအောင်ဒေတာမှာဆေးအုပ်စုကပြန်ပြီးတော့တင်ယူထားပြီးနောက်ပိုင်းပေါ့နော်မတရားနဲ့တပိတ်ချင်းမြို့နယ်ဂျာမန်ရှိတဲ့ TNLA နဲ့ MDU1 PDF တွေထိန်းချုပ်ထားတဲ့ဒေတာတွေကိုနေမီရှင်းလင်းရေးတွေဆက်လက်လွတ်သွားမယ်ကျွန်တော်တို့ဒါသူသိစင်မှုတွေလုတ်သွားမယ်လို့ထုတ်ပြန်ကြေညာပြီးတဲ့နောက်ပိုင်းတွေမှာအခုလို့တိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ် ကြံဖတ်စခွတ်တဲ့လက်ရှိချိန်မှာတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ဈေးပြင်းမဲ့မဟုတ်တဲ့အရက်သားတွေပါမှချန်ဒရုန်းတွေလက်နက်ကြီးတွေနဲ့လေကြောင်းကနေပြီးတော့ဘုံကျဲပြီးတော့ဒါတပ်ဖြတ်နေတဲ့အတွက်မတရားမျိုးနေတဲ့ကကြေးရတရားကျော်နှိပါတိုက်ပွဲလွတ်တဲ့နေရာကိုထပြေးနေရတာဖြစ်ပါတယ်။ချင်းကြီးကအရန်အကောင်းကြီးတော့မဟုတ်ဘူးကျွန်တော်ယူသားဆိုတော့အရန်အကောင်းကြီးမဟုတ်ဘူးဆိုတာကတိုက်ပွဲထိတ်တိုက်တွေ့နေတဲ့ဒီအခြေအနေကိုပြောတာမဟုတ်ပါဘူး။ဆိုတော့ ီဗျာစကွေးတက်ကကြောက်ပြစကားလေးတစ်ဖက်ဝင်တွင်နဲ့ထိတ်တိုက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ပုံစံမျိုးဆိုတာထက်အပြစ်မဲ့ရသပြည်သူတွေရဲ့ကြေးရွာတွေကိုနေ့စဉ်လက်နက်ကြီးတွေနဲ့ drone တွေနဲ့လေကြောင်းကနေတော့ဘုံကျဲတက်ဖြတ်နေတာကပို့ပြီးတော့ကြီးမားနေတာပို့ပြီးတော့စိုးနေတာဖြစ်တယ်ဆိုတာဒါဆိုဒီကောင်လေးကစစ်ကိုစစ်နဲ့တူအောင်တိုက်ခဲ့တာမဟုတ် စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုလဲသူတို့ပြောပြောနေတဲ့ standard army ချင်းကြတဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနေမြေနေဆက်ဖြတ်ကျော်ထွက်ပြေးဘူးလားကျွန်တော်ရင်မသားဆိုဖြေပါခါလေးကြရင်ဟိုဘက်ချက်ကကောင်းတယ်ကျွန်တော်ရင်ဗီဒီယိုကိုဝင်ကြည့်တတ်တယ်အဲ့ဒါကြောင့်ဖြေပါကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေထိုင်းနိုင်ငံကိုထွက်ပြေးသွားတယ်ဆိုတာကြားဘူးလားဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတယ်ဆိုတာရောကြားဘူးလားမြင်ဘူးလားတွေ့ဘူးလား ဆိုတော့ထုံလီလောင်းနဲ့တယောက်ကိုထပြေးသွားတယ်လို့ဘာလို့ညာလို့ကြားဘူးလားကဲဟုတ်ပြီဗျာကျွန်တော်တို့ဘက်ကဒီကဝေးတပွင့်ဝင်လူငယ်တွေနေဆက်ဖြတ်ကျော်မပြေးဘူးဘူးဆိုရင်နေဆက်ဖြတ်ကျော်ထပြေးဘူးတဲ့တရဲဘောကြောင်တဲ့ပေမာကြောက်တော့သူတို့အလှရောက်လာတာကိုတော့ချီရောတေးရောပါပြင်းပြင်းပြင်းထွက်ပြီးတော့ပြေးတယ်ကောင် တကယ်အာကာတော့ပေါင်းမီနေပဲပြေးကြတာနော်အမေသူတို့ကအစင်းစင်းပြင်ပြီးသားအပေါ်မှာလဲစခွေး uniform အောက်မှာလဲပဲအာကာတော့ပေါင်းမီတုံနဲ့အတွင်းထဲမှာတီရှပ်ကပါသေးတယ်ခါတရင်ကျရင်ကျွန်တော်တို့မိတဲ့အချိန်ကျရင်အာကျွန်တော်တို့ကမသိပါဘူးကျွန်တော်တို့ကစခွေးဘက်ကမဟုတ်ပါဘူးကျွန်တော်တို့အာဒီကောင်စခွေးဘက်ကလူတွေကအထမင်းချက်ဖို့ပေါ်တာဆွဲထားတာပါကျွန်တော်ဘာမှမသိပါဘူးကြည့်တော့သူ့မှာကြီးကအုပ်ထုပ်နေ equipment နဲ့အဲ့လိုအဲ့တော့ခါတရင်ကျတော့အကျော့ရဲ့အစီမံနဲ့တော့ကြိုက်တယ်ဗျာ အောင်ကြည်ပေါက်ကြည်လိုက်စမ်းကြည်ပေါက်ထဲမှာကြည်ရော့နေပြီရှင်းွာကြာလို့ဟုတ်ပြီအခုကတော့တကယ်ကိုရုပ်ဓမာအကောင်နေစစ်ကိုစနစ်တူအောင်မတိုက်ရဲတဲ့တရေဘောကြောင်းတဲ့ကောင်တွေကကျွန်တော်ယသပြည်သူတွေရှိတဲ့နေရာတွေကိုဒီကြောင်းကနေတော့ဘုံကျဲနေတဲ့အတွက်ကျွန်တော်တို့ကြည်ရော်ပေါင်း100ကျော်ကနေပြီးတော့ဒါစစ်ပီးလွတ်တဲ့နေရာကိုထပ်ပြေးတင်းရှောင်နေရတယ်ဆိုတော့အဲသူတို့ရဲ့လက်ရှိပေါ့နော်အာစစ်ပီးဒုက္ခတွေရဲ့အရေးပေါ်အကူအညီလိုအပ်ချက်တွေဘယ်တော့များမလဲဆိုတော့ကျွန်တော်တို့မှတ်စာပို့တော့ခတ်ပါတယ်ဆိုတော့ ကိုရှမ်းရင်ကိုရှမ်းနေတဲ့နေရာမှာချင်းဘလောက်ပေါ်လာပေါ်လဲတော့မသိဘူးကျွန်တော်အောက်မှာဟို6မှာချင်းကိုက်နေတာရိုက်တည်ုံမရှိသေးပါမှာချင်းကောင်ဝင်ကိုက်သွားတာဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဒါလက်ပတ်လာຫນွေယုံជីပေါက်တော့ပြီးတော့ဒီဘိုက်မှာရှိနေတဲ့အချို့ခြေဝါတွေမှာရှိတဲ့သူတွေကပတ်စံနင်းတက်နိုင်တဲ့သူတွေကတော့လေကြိုတင်ပြီးတော့ပြင်းနေကြပြီးတော့တာမန်လောက်လဲစာမပြင်းနိုင်တဲ့သူတွေကတော့အခုချက်ဒီပေါ့နော်ဒါသူတို့တွေအဟိုသွားတီသွားပေါ့နော် အာသွားနေကြတော့ဖြစ်တယ်လို့လည်းကျွန်တော်တို့ကြတိထားရပါတယ်ကျွန်တော်မန်လေးတိုင်းထပ်ပိုင်းအဲ့ဒီမျိုးသုံးမျိုးကိုနောက်24ခုနေတည်းကကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်နေတက်ခဲသိမ့်ပိုက်ခဲ့တာပါဒါလည်းတစ်နှစ်ကြော်နေပါပြီဆိုတော့ဒီအကြောင်းတွေလည်းကျွန်တော်ရဲ့မိသားစုနေတရှိပြီးဖြစ်တယ်ဆိုအောင်ဆိုအောင်တင်အများကြီးကျွန်တော်ပို့ပေါ်ခဲ့တာဆိုတော့အခုထိရောက်တာကျွန်တော်ထိရောက်တာလက်နေရာတွေကိုတို့ကဖွေးကောက်ပွဲမှာအဲ့ဒီမျိုးတွေကိုပါထည့်ပြီးတော့အဲ့ဒီမှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ အဲ့ဒီနေရာကိုမီးလောင်တိုက်တွင်းပြီးတော့အဲ့ဒီနေရာကိုအပြောင်းရှင်းမဲ့သူတို့ရဲ့ဒါယူတုတ်တက်ဖတ်စစ်ခွေတက်ရဲ့ဇိုက်လက္ခဏာတွေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲမန်လင်း PDF ကတရားဝင်သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။လက်ရှိချိန်မှာလည်းပဲဒါဒီကြောင့်ကနေပြီးတော့ဒါ drone တွေ jet fighter တွေပြီးတော့တိုက်ခိုက်ရေးဒီမျိုးစုံတွေအသုံးပြုပြီးတော့အပြင်းအထန်တိုက်ခိုက်ဘုံကျဲ မီးလောင်တိုက်သွင်းနေလို့မြေပြင်ကနေပြီးတော့လုံရင်းနဲ့စစ်စင်ရေးဆင်နှွှဲနေကြတယ်လို့လည်းကျွန်တော်တို့ကြံသိထားရတယ်။မြေပြင်မှာစစ်စင်ရေးတွေမှာတော့ဒီကောင်တွေဟာဘယ်တော့အခါမှကျွန်တော်တို့ကိုနိုင်ခဲ့ရိုးထိုးစံမရှိဘူးကျွန်တော်မိသားစု။ဘယ်နေရာမှာကျွန်တော်မပြောနဲ့ကျွန်တော်မိသားစုရေစကန်းလောက်လေးကင်းစကန်းလောက်လေးကိုကျွန်တော်တို့ကဝင်ပြည့်ရင်ဝင်တိုက်ရအောင်မှာဒီကောင်တွေအသေးအံကျွန်တော်တို့အတန်ကြားရတဲ့ရှူရောချီရောထွက်ပြီ ပြီးတော့ကျွန်တော်တို့ဝင်ပြီးတော့ကင်ယူဆိုတာနဲ့လေကြောင်းကိုဖုံးဆက်ပြီလေကြောင်းကိုအကူအညီတောင်းပြီအာ yes scan kin scan လေးကိုဝင်ရှင်းတဲ့အချိန်မှတော့မှတော့ဆိုတော့ကျွန်တော်မိသားစုဝင်နေဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အဓိကအကြောင်းအရာကတော့ဒီကောင်ဒီဟာကျွန်တော်တို့တိုင်းသားတွေနဲ့သင်ကွဲအောင်ကျွန်တော်တို့ကိုဘလူမျိုးပဲဖွဲထုတ်ပါစေကျွန်တော်တို့ကတူးနဲ့တူကြောချင်းကက်ပြီးတော့ပို့ပြီးတော့စီလုံးညွတ်သွားတယ်ကျွန်တော် manly ကိုဖိဖို့အတွက်ပြင်နေတဲ့အချိန်မှာ ရန်ကိုပကိုကလည်းပဲကြွလာတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်မိသားစုနေပေါ်ပြချင်တာပါဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုနေအားနဲ့တက်မယ်လို့ပြောလိုက်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီဆက်ဖို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လနဲ့ပေးစပေးကပေးကြောင်းနေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအူးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါတဲ့ကြောင်း Lioness တောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါဗျာ